ီလောကမှာမာတဲ့ကောင်တွေအတွက်ပဲနေရာရှိတယ်ပျော့တဲ့ကောင်တွေအတွက်နေရာဆိုတာမရှိဘူးစီနီယာတွေကအနိုင်ကျင့်တာပညာပြတာဆရာကြီးလောက်တာဟိန်းလန်းဟောက်လာလောက်တာဒီကိုရင်ဆိုင်နေရပြီဆိုရင်ကျွန်တော်ဘလို့ဖြည့်ရှင်းခဲ့တယ်ဆိုတဲ့နည်းလမ်းကိုကျွန်တော်မျှဝေပေးခြင်းပါတယ်ဒီမှာတော့ကျွန်တော်ကကျွန်တော်ထက်ငယ်တဲ့ညီငယ်ညီမငယ်တွေကိုမျှဝေပေးခြင်းတဲ့ idea နှစ်ခုရှိပါတယ်ပထမတစ်ခုကတော့ဆရာကြီးဆရာကြီးအောင်သိန်းရဲ့စာပေဟောပြောပွဲမှာကျွန်တော်လေ့လာမှတ်သားထားခဲ့ရတာပေါ့နော် အဲ့ဒါဘာလဲဆိုတော့မင်းတန်တချောင်းကိုယူလိုက်ပြီးလို့ရှိရင်တစ်ပင်တစ်ပင်ထဲကိုရိုက်ထည့်လိုက်တန်ချောင်းကတစ်ပင်ထဲကိုဝင်သွားတယ်ဘာလို့လဲသိလားအဲ့တန်ချောင်းကတစ်ပင်ထဲမှာလို့ပဲဟုတ်ပြီမင်းတန်ချောင်းတစ်ချောင်းကိုပဲယူလိုက် ပြီးရင်ကြောက်တုံးတုံးပေါ်တင်အားနဲ့ရိုက်ချလိုက်အဲ့အဲ့တန်ချောင်းကထုံးကန်ထွက်သွားတာပဲဒါမှမဟုတ်ကွေးသွားတာပဲဘာလို့လဲသိလားအဲ့ကြောက်တုံးကအဲ့တန်ချောင်းထက်မှာလို့ ဒီလောကမှာမာတဲ့កောင်တွေအတွက်ပဲနေရာရှိတယ်ပျော့တဲ့កောင်တွေအတွက်နေရာဆိုတာမရှိဘူးမာတဲ့កောင်တွေရောက်လာပြီဆိုရင်ပျော့တဲ့កောင်တွေကလည်းနေရာဖယ်ပေးရတာပဲအဲ့စကားကျွန်တော်တော်တော်လေး inspire ဖြစ်စေတယ်အဲ့ဒီအတွက်ကျွန်တော်ကပြောင်းညံ့သူကြောင့်မဖြစ်ချင်ဘူးကျွန်တော်မာကြောတဲ့သူကြောင့်ပဲဖြစ်ချင်တယ်ကျွန်တော်လက်ရှိလုပ်နေတဲ့ hotel industry ရအလုပ်တွေကဟို hotel life ကသူကဒူဘိုင်းက hotel life တွေကိုလာရင်တော့ပင်ပန်းတယ်လို့ညီးတယ်ကွာဆိုတော့ကျွန်တော်လိုရန်ကုန်မှာလုပ်ပင်ပန်းမလုပ်ခဲ့တဲ့သူတယောက်အတွက် ဒီ hotel life ထဲကိုရောက်လာတာဘလောက်ပင်ပန်းမလဲဆိုတာလို့တွေးကြည့်လို့ရတယ်ကွာသိလားဟိုအရင်ပင်ပန်းနေနာကျင်းလာတဲ့ခါတွေမှာကျွန်တော်ကပြောချင်းတဲ့တောင်မဖြစ်ချင်ဘူးကျွန်တော်မာကြောတဲ့တောင်ပဲဖြစ်ချင်တယ်ကျွန်တော်အတွက်နေရာတစ်ခုရှိစီရှိချင်တယ်ကျွန်တော်ရချင်တယ်ဆိုတော့အဲ့လိုမျိုးစိတ်ရှိပေမဲ့ကျွန်တော်ရဲ့ body ကျွန်တော်ရဲ့ခန္ဓာကိုယ်ကမလိုက်နိုင်ဘူးနာကျင်လွန်းတဲ့အခါအရင်နာကျင်လာတယ်ခြေထောက်တွေအရင်နာလာတယ်အတ္တမာတွေပါထွက်လာတယ်အဲ့လိုအခါတွေမှာကျွန်တော်ဒုတိယ idea ကိုအသုံးချတယ်အဲ့ဒါဘာလဲဆိုတော့တိတ်ငက်ပါဒီပုံလေးကိုကြည့်ပါ ဒီပုံလေးကိုကျွန်တော်ဖုန်းမှာဝေါ်ပေးပါတင်ထားပါတယ်။ဘာလို့လဲဆိုကျွန်တော်တိတ်ငက်တွေအကြောင်းကိုနည်းနည်းလေးရှင်းပြချင်ပါတယ်။တိတ်ငက်တွေကအသက်40ကျော်လာတဲ့အခါကျလို့ရှိရင်သူတို့ရဲ့နှုတ်သီးတွေကပုံမှန်ထက်ပိုပြီးရှည်ပြီးကောက်ကွေးလာတဲ့အခါမှာဟိုအဆာစားဖို့အတွက်အခက်အခဲဖြစ်လာတယ်။ခြေသက်လက်သေးတွေကလည်းအရန်ရှည်လာပြီးတော့လိမ့်ဖယ်လာတဲ့အခါမှာတားကောင်ဖမ်းမှုအခက်အခဲဖြစ်လာတယ်။အဲ့ချိန်မှာသူတို့မှာရွေးချယ်စရာနှစ်ခုပဲရှိတယ်။ပထမတစ်ခုကကိုယ့်ကိုယ်တက်သေးလိုက်မလား။လောကကြီးကိုအရှုံးပေးလိုက်မလား။ Okay မတက်သေးချင်ဒုတိယလမ်းရှိတယ်။အဲ့ဒါပါလဲဆိုတော့အမြင့်ဆုံးကိုပြန် ပြီးရင်အဲ့ကြောက်တောင်တွေကိုနှုတ်သီးနဲ့အကျင်ရာထောင်ပေါင်းများစွာရိုက်ပြီးနှုတ်သီးကိုရိုက်ချွတ်မလားပြီးလို့ရှိရင်လက်သေးတွေနဲ့ကြောက်တောင်တွေကိုချစ်လက်သေးတွေအကုန်လုံးကိုချွတ်မလားပြီးရင်သူတို့အမွှေးတွေအရန်ထူလာတဲ့အတွက်ပိုနေတဲ့အမွှေးတွေကိုနှုတ်ချောင်းချင်းတွေနှုတ်သွေးလေးလင်းထွက်အောင်နှုတ်ထုတ်မလားရွေးချယ်စရာနှစ်ခုပဲရှိတယ်ဒုတိယလမ်းကိုရွေးချယ်တဲ့သူတိုင်းကတော့ရွေးချယ်ပြီးလောက်အောင်မြင်အောင်လုံနိုင်ပြီးသွားတဲ့အခါကျရင်နောက်ထပ်နှစ်ပေါင်း30ကိုပိုမိုလှပွားတဲ့နှုတ်သီး ပုံမှုခြုံထက်တဲ့လက်သေးတွေနဲ့ရှင်းတန်းနိုင်ပါတယ်ဆိုတော့ကျွန်တော် hotel life မှာအလုပ်လုပ်ရတာအရင်ပင်ပန်းလာတယ်ကျွန်တော်မာတဲ့ကောင်တစ်ယောက်ဖြစ်ချင်တယ်ကျွန်တော်ရဲ့စိတ်ရှိပေမဲ့ကျွန်တော်ရဲ့ body ကမလိုက်နိုင်ဘူးနာကျင်လာတဲ့ခါမှာကျွန်တော်အဲ့တိမ်ငက်ပုံငိုးပြီးပါဟောဆိုအမြဲတမ်းကြည့်ပြီးကျွန်တော်တွေးတယ်ငါတိမ်ငက်တကောင်လို့စိတ်မွေးမယ် ငါလက်ရှိနာကျင်နေတာတွေကိုငါအကောင်းဆုံးကြော်ဖြတ်မယ်ဒီလက်ရှိနာကျင်တာတွေအကုန်လုံးကြော်ဖြတ်နိုင်တဲ့ခွန်အားရှိအောင်ငါစူးစမ်းမယ်ဆိုတဲ့စိတ်ကိုကျွန်တော်မွေးတယ်အရှိမှာတော့ကျွန်တော်အဲ့ဒီ idea နှစ်ခုနဲ့ဘဝကိုအကောင်းဆုံးစူးစမ်းပြီးတိဆောက်တယ်ကျွန်တော်အလုပ်လုပ်တာနှစ်လကျော်သုံးလနေပါဖြစ်လာတဲ့အခါမှာအဲ့ဒီနာကျင်မှုတွေကမရှိတော့ပါဘူးလုံးဝယော့သွားတယ်အာတရားမှာ30လောက်ပဲကြံတော့တယ်60ရက်ခန့်တော့ကကျွန်တော်အသားကျသွား used to ဖြစ်သွားပြီတော်တော့ဒီ idea တစ်ခုကိုကျွန်တော်ထက်ငယ်တဲ့ညီငယ်ညီမငယ်တွေကိုကျွန်တော်ပေးခြင်းတယ်ကျွန်တော် bonus အနေနဲ့ထပ်ပြီးမျှဝေပေးခြင်းတာကတော့ ဘယ်လုပ်ငန်းခွင့်မဆိုဟိုတယ် industry မှာမဟုတ်ပါဘူးအထူးသဖြင့်တော့ပြပနိုင်ငံလူမျိုးပေါင်းစုံနဲ့တွဲလို့ရတဲ့အလုပ်တွေမှာ senior တွေအနိုင်ကျင့်တာပညာပြတာဆရာကြီးလောက်တာဟိန်းလားဟောက်လားလောက်တာတွေကိုရင်ဆိုင်နေရပြီဆိုရင်ကျွန်တော်ဘလို့ဖြည့်ရှင်းခဲ့တယ်ဆိုတဲ့နည်းလမ်းကိုကျွန်တော်မျှဝေပေးခြင်းပါတယ်အဲ့လိုအခြေအနေတွေနဲ့ကျွန်တော်ကြုံလာရပြီဆိုရင်ကျွန်တော်လုပ်ရတဲ့တစ်ခုကဘာလဲဆိုတော့ကျွန်တော်တို့ရဲ့ work rate နဲ့သူတို့အနိုင်ယူဖို့ပဲရှိတယ်ကျွန်တော်တို့အလုံးမှာတင်ယူတင်တဲ့ဟာကျွန်တော်လုံးတင်လုံးထိုက်လုံးရမဲ့ဟာအားလုံးတင်ယူပြီးလို့ရှိရင်ကျွန်တော်တို့ war rate ကောင်းကောင်းနဲ့ ရဇက်ကောင်းကောင်းထွက်အောင်လုံနိုင်တဲ့လူကြောင့်ဖြစ်အောင်စူးစမ်းအထက်လူကြီးတိုင်းကရေဘူးပေါက်တာမလို့ချင်းသူတို့ကရေပါတာပဲလူချင်းတာလုပ်ငန်းခွင်တစ်ခုမှဆိုရင်ဘယ်ကောင်ဘလောက်အလုပ်စူးစမ်းလဲဆိုတာထက် ဘယ်ကောင်ဘလောက်အလုပ်စူးစားပြီးဘလောက်ထိအလုပ်ပြီးတယ်ဆိုတာပို့အရေးကြီးတယ်ဆိုတော့ကိုကတီးတင်းတိတိုက်တာလုံတင်းလုံထိုက်တာအားလုံးလမ်းလုံးတင်းယူတာတင်းယူပြီးသွားတဲ့အခါမှာကိုက war rate ကောင်းကောင်းနဲ့အလုပ်စူးစားပြီးတော့ reset ကောင်းကောင်းထွက်အောင်လုပ်ပြနိုင်ပြီဆိုလို့ရှိရင်ကျွန်တော်တို့ဂျန်တဲ့အခက်ခဲအားလုံးကိုရင်ဆိုင်လို့ရပြီကျွန်တော်တို့လုပ်ငန်းခွင်မှာ fighter တယောက်ဖြစ်လို့ရပြီကျွန်တော်တို့ fighter တယောက်ဖြစ်လာပြီဆိုတာနဲ့ကျွန်တော်တို့ဘသူကမှခုနကပြောတဲ့ pressure တွေ အာလုပ်ငန်းခွင်မှာနိုင်ကျင်တာတွေဟိန်းလားဟောရတွေမရှိတော့ဘူးရှိလာခဲ့ရင်လေကျွန်တော်တို့က fighter တောက်ဖြစ်သွားပြီကျွန်တော်ပြန်ပြီးတော့သူတို့ fight လို့ရပြီဒီ video ကကျွန်တော်ထက်ငယ်တဲ့ညီငယ်ညီမငယ်တွေနဲ့လက်ရှိလုပ်ငန်းခွင်ဝင်နေတဲ့သူတွေအတွက်အကျိုးတစုံတရာရှိသွားမယ်လို့ကျွန်တော်မျှော်လင့်ပါတယ်အကယ်၍အကျိုးတစုံတရာရှိသွားတယ်ဆိုရင်ဒီ video ကို share ပေးပါလို့ကျွန်တော်ပြောချင်ပါတယ်ခင်ဗျအားလုံးကိုကျေးဇူးတင်ပါတယ်